အဲ့ဒီမှာတော့ဟိုကျွန်တော်တို့ကဟိုစစ်သားတွေအဖြစ်နဲ့အင်အားထွက်လာတာမဟုတ်လို့နိုင်ငံရေးသမားတွေအဖြစ်နဲ့အင်အားထွက်လာတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ယုံကြည်ချက်အတွက်ကျွန်တော်တို့ကလက်နက်ကင်ပြီးတော့စစ်သားတို့မဟုတ်ဒေါ်လာရေးသမားတွေလုတ်ခဲရတယ်ကျွန်တော်တို့ရဲ့ယုံကြည်ချက်ကျွန်တော်တို့ရဲ့မျှော်လင့်ချက်အတွက်ကျွန်တော်တို့ကဒီနိုင်ငံရေးနယ်ပယ်တွေကိုဝင်ပြီးတော့နိုင်ငံရေးသမားတွေဟိုလုတ်ခဲရဒါပေမဲ့ဟောကျွန်တော်တို့ရှေ့ရှေ့မှာရှိတဲ့ဒါညီကိုတွေဆရာဆရာတွေရဲ့တက်တွဲခေါ်ယူမှု ဟိုဖေးမမှုတွေကိုတော့ကျွန်တော်တို့ဟိုအားကိုမျောလင်းနေတာရှိတယ်ပေါ့နော်အဲ့ဒီမှာအာကျွန်တော်တို့ရတဲ့သူတွေကြီးကရပြီးတော့မရတဲ့သူတွေကြီးကမရနော်အဲ့ဒီမှာရတာမရတာဆိုတာတက်ကိုပဲတချို့ကလက်တွဲခေါ်သလိုတချို့ကတော့တွန်းတိုက်တယ်ဖြိုလဲတယ်ပေါ့နော်အဲ့ဒီအနေထားတွေလည်းကျွန်တော်တို့ကြုံခဲ့ရအဲ့ဒါကြောင့်ကျွန်တော်ခုနကပြောတာအော်ထိုင်းလန်ကြာအချိန်တွေလည်းနိုင်ဒီနိုင်ငံရေးဆာမျက်နှာပေါ်မှာကျွန်တော်တို့အများကြီးကြုံခဲ့ရအဲ့တော့ကျွန်တော်တို့ကအရင်ကြီးနိုင်ငံရေးလောဘတော့ဟိုမကြီးရတော့ကြီးကြီးကျယ်ကျယ်တွေလည်းဒါကျွန်တော်တို့မပြောရတော့ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့မူအရာရှိနေပြီမယ်လို့လက်တလောကတော့ကျွန်တော်တို့ data ကျွန်တော်တို့လူတို့အတကယ်ကိုပဲ data ဓမ္မအကျိုးဖြစ်ထွန်းမှုကိုဥတည်ပြီးတော့ကျွန်တော်တို့ကြိုးစားသွားမယ်အဲ့ဒီအတွက်ခြေရေးနိုင်ငံရေးကျွန်တော်တို့ရှိသလောက်အားလေးနဲ့ကျွန်တော်တို့ရအောင်လုပ်မယ်အဲ့ဒီမှာလူတို့ရဲ့ဝန်ရမှုကိုလည်းအဲကျွန်တော်တို့မျှော်လင့်နေအဲအဲ့ဒီအတွက်ကျွန်တော်တို့ဒီမှာ project 2025ဆိုပြီးတော့ကနအေးကံပေးလေးလောက်တာရှိတယ်ဗောနောအဲ့ဒါလည်းအတက်နိုင်ဆုံးပါဝင်ပေးကြဖို့ ကျွန်တော်အနေနဲ့ရဲဘော်တွေရဲ့ဖိုးစားဒါတိုက်တွန်းပြောကြားလိုတယ်ပေါ့နော်ဒီမှာလဲဖုန်းလစ်ပြောက်ပါတယ်ဟောစာပို့ထားတယ်ဟာလေးဒီဟောဒီမှာဒီမှာလဲကျွန်တော်တို့ဒီ project 2025ကနေပြီးတော့ဒီလူလူတွေကနေစာပေးတဲ့အစီအစဉ်လေးတွေပေါ့နော်ကျွန်တော်အသေးစိတ်တော့ဖတ်မပြတော့ပါဘူးဟိုတချို့ကဒီမှာစာစာခြင်းပဲပေါ့နော်ကျွန်တော်တို့ရဲ့တိုင်းရင်းသားညီကိုဖြစ်တဲ့ကရင် ကရင်မောင်နှမတွေကနေစပြီးတော့ဟိုအများကြီးပဲကျွန်တော်တို့ရဲ့တိုင်းနာညီကိုမောင်နှမတွေဒီဥစားပတ်တွေဆူတောင်းစကားတွေနော်ဝင်းရံအားပေးတဲ့စကားတွေကျွန်တော်တို့ပြောထားတာရှိတယ်အဲဒီစာလေးတွေကိုဖတ်ပြီးတော့လဲအရေပေါ်တွေလဲအားတက်ရကျွန်တော်တို့လဲအားတက်ပါနော်အခက်ခဲတွေဒုက္ခတွေရှိသည့်တိုင်ဒီလိုမျိုးကျွန်တော်တို့အပေါ်မှာရုံရုံကြည်ကြည်နဲ့နော်ဝင်းရံအားပေးနေကြတဲ့မိဘပြည်သူတွေရှိတဲ့အတွက်လဲကျွန်တော်တို့ဒီပြည်သူတွေအတွက်စူးစမ်းရမယ်ဒီလမ်းမှာကျွန်တော်တို့အတွက်အားစေတစ်ခွပ်ပါ ဲ့မှာကျွန်တော်နည်းနည်းပြောပြခြင်းနဲ့ဟောစာလေးတွေရှိတယ်ပေါ့နော်ဒီမှာစစ်တော့ဘုံငကားရေးတဲ့ဆက်လက်တိုက်ပွဲဝင်ပြပါလို့လည်းမပြောရဘူးရက်လိုက်ပါလို့လည်းမပြောရပြန်ဘူးတင်းထားရတာအသက်တွေဘဝတွေအဲ့တော့အတိတတိလေးထားပြီးတော့လောက်ကင်မှာဘီအနာရဲ့တစ်ဖွဲလုံးကျမ်းမာပေးခင်းပါသေးတယ်စာလေးကတော့ဟိုတူတူလေးပါပဲဒါပေမဲ့ရက်လိုက်ပါလို့လည်းမပြောရဘူးဆက်လက်တိုက်ပွဲဝင်ပြပါလို့လည်းမပြောရဘူးဆိုတဲ့စကားတာ အပြန်အလှန်ပြန်မလာတဲ့အပေါ်မှာနားလည်မှုနဲ့နားလည်မှုနဲ့တွဲလာတဲ့အားပေးစကားပေါ့နော်မလုပ်ဘူးဆိုရင်လည်းအပြစ်မပြောလို့ဟုတ်ဆိုတဲ့သဘောမျိုးပေါ့နော်လုံနိုင်တယ်ဆိုရင်လည်းဆက်လုပ်ပါဆိုတဲ့သဘောပဲနော်သူတို့အနေနဲ့တတ်နိုင်တာလေးတွေကိုပေးနေမယ်ဆိုရဲပါအဲ့ဒီလိုပါပဲကျွန်တော်တို့အနေနဲ့လည်းခုနကပြောတဲ့ဒီဥစားဘတ်ကမ်ပိန်းဟိုကျွန်တော်တို့ဒေါ်လာ9သိန်းရွယ်ပြီးလုပ်တဲ့နေရာမှာဒါကတက်ရည်ဒီဆောင်ရေးရော ကျွန်တော်တို့ကြီးမားတဲ့စစ်စင်ရေးတစ်ခုလည်းရှိတဲ့အတွက်ဒါကိုရည်ရွယ်ပြီးတော့ဒေါ်လာ9သိန်းဟိုဓာတ်ကတ်ထားပြီးလောက်တာဖြစ်တယ်။ဒါပေမဲ့လည်းဒါကိုပြည့်အောင်မဖြစ်မနေပါပေးကြပါလို့လည်းမပြောရဘူးပေါ့နော်။တကယ်လို့ပါပေးမယ်ဆိုရင်လည်းဒီလိုမျိုးပေးလာတဲ့အင်အားတွေနဲ့ကျွန်တော်တို့အကောင်းဆုံးတော့အကျိုးစားသွားမှာပါပဲ။ဘာဖြစ်လို့လဲဆိုတော့အခုနာကျွန်တော်တို့ရဲ့အဲညီကိုဂုံမိုးကြီးပြောသလိုပါပဲနော်။မပြောရဘူးမပြောရဘူးဆိုတာကဘာဖြစ်လို့လဲဆိုတော့ပင်မနဲ့အခြေအနေတွေကိုနားလည်နေလို့ မပြောရဘူးဆိုတာမျိုးပါပဲကျွန်တော်တို့လည်းအဲ့လိုပါပဲအဲကျွန်တော်တို့ဒီဒေါ်လာ9သိန်းကကျွန်တော်တို့ရဲ့ဆက်စင်ရေးနဲ့နော်ဒီဒီဆောင်ရေးတွေအတွက်ဒါအ ਨੇ ဆုံးပမာဏသတ်မှတ်ထားတဲ့သတ်မှတ်ပြီးတော့လူတို့တောင်းခံထားတဲ့ငွေဖြစ်တယ်ဒါပေမဲ့မပြည့်ရင်လည်းကျွန်တော်တို့ကမဖြစ်ဖြစ်အောင်ထည့်ပေးပါလို့လည်းမပြောရဘာဖြစ်လို့လဲဆိုတော့ဒေါ်လာ9သိန်းဆိုတာကကျွန်တော်တို့ဒါမြန်မာငွေနဲ့တွက်မယ်ဆိုလို့ရှိရင်ဒါသိန်း1000ကျော်ပဲရှိပါသေးတယ်အဲ့ဒီ ဒါစစ်စင်ရေးတစ်ခုမှာတင်းတောင်းကျော်ဆိုတာကစစ်စင်ရေးကြီးမားတဲ့စစ်စင်ရေးတစ်ခုမှာတင်းတောင်းကျော်ဆိုတာကဘာမှပြည့်ပြည့်စုံတဲ့အနေထားတော့မဟုတ်လောက်ဆိုတာလက်ရှိမျိုးတင်းစစ်စင်ရေးအတွက်အလုံးလုံးနေကြတဲ့သူတွေသိပါတယ်အခုဒါကျွန်တော်တို့ဒီအနောက်ဘက်ဆိုရင်လည်းကျွန်တော်တို့ရဲ့ညီနောင်တွေမျိုးတင်းစစ်စင်ရေးတွေမှာအ ਨੇ ဆုံးစစ်စင်ရေးတစ်ခုကိုတင်း9000ပတ်ဝန်းကျင်လောက်ပုံကြတဲ့အနေထားတွေရှိတယ်ပေါ့နော်အာဒီအနေထားတွေကြည့်လဲကျွန်တော်တို့မမျှော်လင့်ပါဘူး ရှင်းမှာပြောခဲ့တယ်လို့လူလူကတစ်ချက်ပေးရင်နှစ်ချက်ရအောင်လုပ်မယ်ဆိုတယ်လို့ပဲကျွန်တော်တို့ဒီသိန်းဒေါ်လာ5သိန်းပေးရင်ဒေါ်လာ10သိန်းဖို့လောက်တန်အောင်ကျွန်တော်တို့အလုပ်လုပ်ဖို့ပဲအာဘယ်လိုနည်းနဲ့လုပ်နိုင်မလဲဆိုတာပဲကျွန်တော်တို့ဟိုပြင်ဆင်ထားပါတယ်အဲဒါကြောင့်အဲ့ဒီတကယ်လိုအပ်တဲ့ပမာဏတွေကမှအ ਨੇ ဆုံးအ ਨੇ ဆုံးပမာဏလေးကိုကျွန်တော်တို့သတ်မှတ်ပြီးတော့ဒီဟာလောက်တာဖြစ်တဲ့အဲမှာကိုမိုးကြီးပြောသလိုပါပဲကျွန်တော်တို့ဟိုဘယ်လိုပြောမလဲမပြောရဘူးနော် အဖြစ်ဖြစ်အောင်ပါပေးပါဆိုတဲ့စကားမျိုးတော့မပြောရဘူးအဲကျွန်တော်တို့မြေတားရခံတိုက်တော့တဲ့အနေထားတော့ပဲရှိပါအဲ့ဒီမှာနောက်တစ်ယောက်ပါနော်လူကြားကောင်းတရားနာလောက်ကြတဲ့လူတွေစင်ပေါ်ရောက်တဲ့ကာလဓမ္မအကြောင်းကိုအာရမပါဇက်နဲ့ပြောကြတဲ့ကာလကိုယ့်လူရဲ့သွေးတွေစွန့်နေတဲ့လက်နဲ့စိတ်ပရိကင်ထားသူတွေကိုသူတော်ကောင်းလို့ကိုးကွယ်နေတဲ့ကာလကိုယ့်လူငယ်လေးတွေအလောင်းကိုပလင်လောက်ထိုင်သူတွေလူရဝင်နေတဲ့ကာလကိုယ့်ပြည်သူတွေကုန်သွေးနှလုံးသွေးကိုပေါ်စောခင်းတယ်လို့လမ်းခင်းရှောင်နေသူတွေကောင်းဆောင်ခြင်းနေတဲ့ကာလ အဲ့ဒီအမောင်ခကြီးမှာကြော်ဖြတ်ဖို့လမ်းပြမိရင်တင်တာလင်းဖြစ်ပါလေပုံတကားရှင်တော်လင်းယုံကြည်အစိုးတိဝင်ရမှာမယ်တဲ့မမေနေပြောထားတဲ့စကားတွေကျွန်တော်သဘောကျတယ်ဒီစကားတွေကိုဒီလိုချိန်မှာပြောရင်တချို့တွေကတော့ဒါတော်တော်လေးကိုဆက်ဆက်ခံကြမှာတကယ်လည်းမှန်တယ်ကျွန်တော်တို့ကနိုင်ငံရေးမှာနော်ဟိုပြည်သူလူထုအတွက်လို့ဗဇက်ကပြောပြီးတော့ပြည်သူလူထုအသက်ပေါ့ပြည်သူလူထုရဲ့သွေးတွေကိုနော်ပြည်သူလူထုရဲ့ဘဝတွေကိုနင်းပြီးတော့ကိုယ့်ရဲ့အာဏာစကြက်တွေ ို့ရဲ့ဒီနိုင်ငံရေးဈေးွက်တွေကိုတိဆောက်နေကြတဲ့လူတွေဒီမှာတွေ့လာခဲ့ရအဲ့ဒီ unfair trade လန်နေဆိုတာကအဲ့ဒီအချက်တွေအများကြီးပါအဲ့တော့ကျွန်တော်တို့ကနော်ဟိုဒီလူတွေဒီလူတွေကနည်းနည်းနော်နော်လည်းမဟုတ်ဘူးဒီနိုင်ငံရေးခီးလမ်းမှာကျွန်တော်တို့တွေ့ခဲ့ရတာဆိုရင်အများကြီးအဲ့တော့ခုနပြောတယ်မမေနေပြောသလိုပဲနော်ဘာပဲဖြစ်ဖြစ်ဒီခင်းလိုက်ရတဲ့လူငယ်လေးတွေခင်းလိုက်ရတဲ့ဒီလူလူတို့ရဲ့ဒီသွေးတွေအသက်တွေဘဝတွေနဲ့တန်အောင် เนาะကျွန်တော်တို့အတက်နိုင်ဆုံးအတက်နိုင်ဆုံးဒေတာတစ်ခုအတွက်သမို့ကျွန်တော်တို့လက်လန်းမီယာလူတို့အတွက်ဒေတာတော်မှာအကျိုးဖြစ်ချွန်မဲ့ပုံစံကိုကျွန်တော်မရရအောင်ဆွဲခေါ်ပြီးတော့ဟောဒီစာဖို့ပြင်ဆင်ထားတာလည်းရှိပါကျွန်တော်တို့အတက်နိုင်ဆုံးစူးစမ်းပေးမယ်ဟောကျွန်တော်တို့ဟောနင်းခဲ့တဲ့ဘဝအကျွန်တော်တို့ခင်းခဲ့တဲ့သွေးတွေနောက်ကျွန်တော်တို့နင်းခဲ့တဲ့အသက်တွေမဟုတ်သည့်တိုင်ဘယ်သူကနင်းနေဘယ်သူကခင်းခင်အဲ့ဒီလူတွေအတွက်ကျွန်တော်တို့တတ်နိုင်တယ်လောက်ကျွန်တော်တို့လက်လန်းမီယာနော် အဲ့ဒီဘဝတွေကိုပြန်လည်ပြီးတော့ตายရသေးဖို့ကျွန်တော်တို့အကောင်းဆုံးကြိုးစားမယ်လို့ခတိပေးတယ်မမေနေအချိန်နေရကျွန်တော်တို့ကတနိုင်ငံလုံးသာစိတ်ကူးရင်လို့တော့ဟောအာမတန်ဘူးเนาะအဲ့တော့ကျွန်တော်တို့လက်လမ်းမီယာเนาะဟောကျွန်တော်တို့ဆက်ဆက်ရဒေတာလူလူရဲ့အကျိုးစီးပွားအတွက်အဲကျွန်တော်တို့အတတ်နိုင်ဆုံးဒါပြောင်းလဲကြိုးစားပါမယ်မမေနေပြောသလိုပေါ့เนาะကျွန်တော်တို့နိုင်ငံရေးမှာစိတ်ပလိကြီးကင်ထားတဲ့เนาะကျောင်းသူတော်ကျော်တခိုးနိုင်ငံရေးသမားတွေเนาะနောက်ပြီးတော့ ာနာစကြက်ရှာနေကြတဲ့သူတွေအဲ့ဒီလူတွေရဲ့အပြန်လန်အားပြန်မှုချားထဲမှာခြေမွသွားရမယ်ဘဝတွေနဲနိုင်နေမြနဲအောင်နော်ကျွန်တော်တို့စူးစမ်းပြီးတော့အာလူလူရဲ့လူလူရဲ့ဘဝနော်ကျွန်တော်ညာကျွန်တော်ညာမိတလောက်ကျွန်တော်တို့ကိုယ်စွမ်းညာစွမ်းရှိတလောက်နဲ့လမ်းပြသွားမယ်လို့မဟုတ်ကျွန်တော်ရအောင်လမ်းဖောက်သွားမယ်လို့ပြည်ပေးပါတယ်မှန်တယ်